PUBG Mobile လာမယ့် update version 3.9မှာကြီးမယ်ဆိုရင် transformer နဲ့ collaboration ကိုတွေ့မြင်ရမှာဖြစ်ပါတယ်။ဒါနဲ့ပတ်သက်ပြီးမှလည်း PUBG Mobile ဘက်ကနေစပြီးမှ tease လုပ်နေတာမျိုးရှိပါတယ်။ မကြခင်ရက်ပိုင်းမှာကြည့်မယ်ဆိုရင်တော့ beta version ထွက်ရှိလာမှာဖြစ်ပါတယ်အဲ့အချိန်ကျရင်တော့ကောင်းကောင်းသိရည်ဖြစ်ပါတယ်ဒီမှာဆိုပြောစရာရှိတာ update version 3.8တောင်မှကောင်းကောင်းမစိုးရသေးဘူး update 3.9ကလာတော့မှလားဆိုတာပြောစရာရှိပါတယ်နောက်လာမှလာမှာဖြစ်ပါတယ်တကယ် global update ပေါ့ဗျာဒီမှာဆို transformer ချစ်သူတွေအတွက်တော့လုံးဝ share ပဲဖြစ်ပါတယ် transformer ရဲ့ skin တွေပါတွေးမြင်ရမှာဖြစ်ပါတယ်အိတ်စုလေးလာမှာဖြစ်ပါတယ် diamond ပေါ်ရ transformer ရဲ့အိတ်စုတော့လာမှာမဟုတ်ပါဘူးတခြားပေါ်ရအိတ်စုလာမှာဖြစ်ပါတယ် pubg mobile ရဲ့တရုတ် version game for peace မှာကြည့်ရမယ်ဆိုရင်တော့ transformer ရဲ့အိတ်စုတွေပါတွေးမြင်ရတာမျိုးရှိပါတယ် diamond global မှာတော့ပြည်တခြား issue လာမှာဖြစ်ပါတဲ့ ။နောက်တစ်ခုစိတ်ဝင်စားစရာကောင်းတာ Erangel 4.0ကိုလည်းတွေးမြင်ရမှာဖြစ်ပါတယ်။ Erangel မျိုးမှာကြီးမယ်ဆိုရင်တော့ပြောင်းလဲမှုတွေတော်တော်လေးကိုတွေးမြင်ခဲ့ရတာမျိုးရှိပါတယ်။ Erangel 1.0, 2.0, 3.0နဲ့လာမယ့်အချိန်မှာကြီးမယ်ဆိုရင်တော့4.0လာမှာဖြစ်ပါတယ်။ဒါပေမဲ့ဒီက update version 3.9မှာပဲလာမလား။ဒါမှမဟုတ် version 4.0မှာလာမလားပေါ့ဗျာ။ဒါနဲ့ပတ်သက်ပြီးမှတော့အဲ့လိုကြီး confirm မရှိပါဘူးဗျာ။ဒါပေမဲ့ရာခိုင်နှုန်းများတာတော့ဒီ update version 3.9မှာပဲ Erangel 4.0လာနိုင်တာဖြစ်ပါတယ်။ Erangel 4.0မှာကြီးရမယ်ဆိုရင်ဒီက water city ကိုလုံးဝပြောင်းလဲမှာဖြစ်ပါတယ်။ Milta Power ရော ဝင်းတို့ရဲ့ Water City တွေမှာပေါ့ရပြောင်းလဲမှုတွေတွေ့မြင်ရမှာဖြစ်ပါတယ် Warehouse တွေတွေ့မြင်ရမှာဖြစ်ပါတယ်နောက်တစ်ခုစိတ်ဝင်စားစရာကောင်းတာတင်းမောပေါ့ဗျာ Lazy တွေ့မြင်ရမှာဖြစ်ပါတယ်ဒီမှာကျတော့ပုံမှန်ပေါ့ဗျာတံတားတွေဘာတွေဖြတ်ပြီးမှကျတော့ zone နဲ့သွားရတယ်ဆိုရင်ကျတော့ဒီက set line နဲ့သွားလို့ရတာမျိုးရှိပါတယ်ဒီကတံတားဖြတ်ပြီးသွားလို့ရတာမျိုးရှိပါတယ်အဲ့အနေထားမှာကြည့်မယ်ဆိုရင် Bridge Cam လုံးနေတဲ့ player တွေအများကြီးတွေ့မြင်ရတာမျိုးရှိပါတယ် Over set line ဖြတ်ပြီးသွားတယ်ဆိုရင်တရားမြင်ပေါ့ဗျာလမ်းပစ်ခံရတာမျိုးရှိပါတယ်ဒီအနေထားမှာဒီကတင်းမောတွေကတော်တော်လေးကိုအသုံးဝင်မှာဖြစ်ပါတယ်ဒီကတင်းမောတွေကိုကြည့်ရမယ်ဆိုရင်တော့တံတားတွေဘောဗျာအဝေးကနေပတ်ပြီးမှပေါ့ဗျာလမ်းလေးချောင်းနဲ့ သွားတာမျိုးရှိပါတယ်နေက၄ခုကိုကျွန်တော် connect လုပ်ထားတာမျိုးရှိပါတယ်တိုင်းမဲ့ဆိုတော့တချောင်းကိုကြည့်ရမယ်ဆိုတော့တံတားအောက်ကနေဖြတ်ပြီးမှသွားတာမျိုးရှိပါတယ်တင်ဘောတွေမှာကြည့်မယ်ဆိုရင် cover ယူတဲ့နေရာတွေတွေ့မြင်ရတာမျိုးရှိပါတယ်ဒီလိုပုံစံပေါ့ဗျာ safe နီလန်နဲ့တကယ်ကျွန်တော်ဇုံထဲတွေပါတွေဝင်လို့ရတာမျိုးရှိပါတယ် feature အသေးစိတ်နဲ့ပတ်သက်ပြီးမှတော့ beta version ထွက်ရှိလာပြီဆိုရင်ကျွန်တော် video တင်ပေးသွားမှာဖြစ်ပါတယ်။တကယ်ချင်းတော့ဒီလာမယ့် update version 3.9နဲ့ပတ်သက်ပြီးမှဘယ်လောက်ထိမှစိတ်လှုပ်ရှားနိုင်လဲစိတ်မလှုပ်ရှားဘူးလေ comment မှာမျှဝေပေးသွားလို့ရပါတယ်ဗျာ။